ကဲကျမရဲ့ပြည်သက်ကြီးကိုကျမအခုပြပြချင်တဲ့အကြောင်းအရာလေးရတော့ပေါ့နော်ဒီမှာပေးရင်ယုံတဲ့သူတွေအတွက်ပေါ့နော်အာတစ်ချက်ဗီဒီယိုလေးကိုအရင်ဖွင့်ပြပေးမယ်ဗီဒီယိုလေးကိုတစ်ချက်ကြည့်ကြည့်ပါနေရင်တစ်ချက်ဆိုရင်သူလုံနေပြီကျမကိုကျမဒီမှာဘလို့စိတ်ဆန္ဒဖြစ်လဲဆိုကျမယောက်ျားတစ်ယောက်နဲ့ဝီဂျင်းမျိုးစိတ်ဆန္ဒဖြစ်တာစိတ်ဆန္ဒဖြစ်လိုက်နေရင်တစ်ချက်ပုံမှန်တော့နေတိုင်းနေတိုင်းနေရင်တစ်ချက်ဆိုအဲ့ဒါကျမရဲ့စိတ်ကြွနေတဲ့အချိန် ချွာလာပြီဆိုတော့လေဘိုင်ဘာတွေကလည်းပတ်ခနေဆိုသူ့ပုံကြီးကိုပို့အဲသူနှစ်ဖူးနဲ့တိုက်တယ်ကျမနှာခေါင်းနဲ့တိုက်တယ်တဖြည်းဖြည်းသူကျမနှာခေါင်းသူသူ့နှက်ဗဇက်နဲ့စုတ်တယ်စုတ်တဲ့အခါကျဟယ်လိုမင်္ဂလာပါဘဟုတုတ္တရာအောင်ပြောပြမယ်နော်နောက်လူတွေလည်းလူငယ်တွေလည်းဘုဒ္ဓတရာရတာပေါ့ဘေးရင်ဆရာတရားအကြောင်းအရန်နာမည်ကြီးတယ်ဒါပေမဲ့လူတွေကတော့သူ့ကိုအခုဆရာဆရာနဲ့အရန်ယုံရန်ယုံနေတယ်ပေါ့နော်တချို့အမှန်တရားတွေကလေပြောပြလို့မရဘူးဘာဖြစ်လို့လဲသိရလူတွေက အရင်ယုံကြည်မှုအားကောင်းနေတဲ့ခါကျကျမတို့ကဖန်ထောက်ပြရင်ကျမတို့ကဝိုင်းပြီးအစဲခံမယ်ဒါပေမဲ့အမှန်တရားကကျမတို့သိနေတယ်။အဲ့ဒါကျမပြောမယ်အဲ့ဒီနေစရာကျမကိုကြိုက်ကုန်။ကြိုက်တဲ့ခါကျ तू ကသူ့ဘီလင်ကောင်ကျမကိုခေါ်တယ်။ခေါ်တဲ့ခါကျတော့ကျမຫນွေတွေကခေါ်တာမိုးတီကျမမရောက်ဘူး။မရောက်တဲ့ခါကျတော့ဘလို့ဖြစ်လဲဆိုတော့တညအိမ်မက်မက်တယ်။အိမ်မက်ထဲမှာ तू ယောဂီအပေါ်အောက်အမျိုးဝန်ဆက်ကြီးနဲ့လာလာတာပဲ။အဲ့ဒါနဲ့ကျမလာတော့အိမ်မက်မက်တော့ ဒါကအိမ်မထမဘာလဲမသိဘောငါဒီဆရာကိုမတ်တယ်ပေါ့နော်အဲ့ဒါနဲ့ကျမဒီဆရာကျမကိုခေါ်ရလေကျမညီမတော်မွေးကြီးပြောပြတာဟဲ့ဘေးဒီဆရာငါ့ကိုသူ့ဘေးဒီငန်းကိုခေါ်နေဆိုကျမညီမအမကြီးကပြောတယ်ညီမတော်မွေးကြီးအခင်းနဲ့မတော်ရဘူးလေဘေးဒီဆရာလေးခေါ် ဆိုတော့ဒီဗီဒီယိုမှာပေါ့နော်သူကတော့ဘေးရင်ဆရာလို့ပြောထားတာပေါ့လေဒါပေမဲ့ဘေးရင်ဆရာမှာအထက်လန်းအောက်လန်းဆိုတာရှိရပေါ့နော်ဆိုတော့အောက်လန်းဘေးရင်ဆရာတွေပေါ့အကူကတော့အဲတကယ်ဘေးရင်ပညာရှင်တွေမဟုတ်ပါဘူးလူတွေကနေပြီးတော့လူတွေ့ရနေပြီးတော့ပေါ့နော်ကြံဖန်ပြောဆိုပြီးတော့လောက်တာမျိုးတွေရှိရင်နောက်အမှန်တကယ်ပေါ့နော်ဘေးရင်ပညာ သူရှိမှမရှိပဲနဲ့ပေါ့လူတွေကိုရှောက်ပြီးတော့အပြောတာလှုပ်တာရှိရပေါ့နော်ဆိုတော့ပထမဆုံးအနေနဲ့ပြောရမယ်ဆိုရင်ဒီလိုမျိုးပဲလူတွေကိုပြုစားတာမျိုးလည်းရှိရဲနောက်ငွေကြေးလိမ်လည်တာမျိုးတွေလည်းရှိရပေါ့နော်လူရဲ့စိတ်ကိုဟိုပေါ့နော်ထိခိုက်စေပြီးတော့နောက်တစ်ခါသူ့စီကိုပြန်လာဖို့ကိုယ့်ရဲ့အနာဂတ်ကောင်းဖို့အတွက်ပတ်စံနေအများကြီးပေးဖို့တွေမျိုးလိုအပ်တဲ့အကြောင်းတွေကိုသူကစကားလှလိုက်နေပြောပြီးတော့ငွေကြေးလိမ်နေတာမျိုးတွေလည်းရှိရဲ့နောက်တစ်ခုကအခုပြောတဲ့ ဒီအခုဒီဗီဒီယိုထဲမှာလိုမျိုးပဲเนาะဒီစိတ်ပိုင်းဆိုင်ရာဓာတ်ရရအောင်လုပ်တဲ့အကြောင်းဒီပေါ့เนาะနောက်မကောင်းတဲ့အကြံဒီပေးတာမျိုးတွေပမှန်တဲ့ခံမှန်းချက်တွေကိုပြောတဲ့အတွက်ကြောင့်မလို့ကိုကစိတ်တက်ကြတာပဲဖတ်တင်နေအမှန်တရားကိုကကောင်းတဲ့အရာတခုခုမှဖြစ်လာတော့မင်းဟာကိုဘေးရင်သွားမိလိုက်တာမှအာမဟုတ်ဘူးနေ့မှာဆူဆူဝါးဖြစ်နေရဲ့အဲ့လိုမျိုးပြောရဲဆိုလို့ရှိရင်ကိုကပို့ပြီးတော့စိတ်တက်ပူကြတယ်ပေါ့เนาะ နောက်ပြီးတော့ဆုံးဖြတ်ချက်မှားတာတွေလည်းရှိတယ်ဘေးဒင်ကြောင့်မို့လို့ပေါ့နော်ဆိုတော့ဘေးဒင်အတိုင်းမဲ့လုံပြီးလို့စီးဝါးရေးတိုးတက်တာမျိုးတွေမရှိတော့ဘူးနောက်ပြီးသွားလို့ရှိရင်အဲ့ဘေးဒင်ကိုပဲယုံစားပြီးတော့ပညာရေးဆိုလို့ရှိရင်လည်းအဲစာမကျက်ပဲနဲ့စာမေးပွဲအောင်လို့တော့ဘေးဒင်နေပဲလိုက်မိနေတာမျိုးနောက်မိသားစုရေးရပေါ့နော်အဲ့လိုမျိုးတွေလည်းအများကြီးရှိရယ်ဆိုတော့ ဒီလိုမျိုးပေါ့နော်ကိုယ့်ရဲ့ယုံကြည်မှုဆိုတာအရေးကြီးပါတယ်။ဒါပေမဲ့မှန်မှန်တဲ့နေရာမှာသွားပြီးတော့ယုံကြည်မိရဲ့ဆိုလို့ရှိရင်ဘဝအတွက်ပို့ပြီးတော့အန္တရာယ်ကြီးရဲ့ပေါ့နော်။အကူက အဲစစ်စစ်ချင်းချင်းလေးနဲ့ယုံကြည်မှလည်းရမယ်ပေါ့နော်။နောက်သိပ္ပံနီကြအချက်အလက်တွေကိုယုံကြည်တာမျိုးနဲ့အဲကိုကိုပိုင်ဆုံးဖြတ်ချက်တွေကိုပို့ပြီးတော့အားထားဖို့ပြောချင်ပါတယ်။တကယ်ကိုတော်ပြီးတော့တကယ်ကိုတက်တဲ့ပြည်ပညာရှင်တွေရှိရဲပေါ့နော်။ဒါပေမဲ့ဒီလိုမျိုးတက်ရောင်ကပညာရှင်တွေတို့အောက်လန်းပညာရှင်တွေတို့နဲ့ကိုကတွေ့ခဲ့မယ်ဆိုလို့ရှိရင်ကိုဘဝကမကောင်းတဲ့အပြင်ပို့ပြီးတော့ဆိုးသွားနိုင်မယ်။အဲ့ဒါကြောင့်မလို့ပေါ့နော်။ကိုကတခုခုယုံကြည်မယ်ဆိုလို့ရှိရင်ချစ်ချင်ပြီးတော့ယုံဖို့ပြောချင်ပါတယ်။အဓိကကတော့ ကို့မှာတခုကန်ဆိုးကန်ညံဖြစ်နေရလို့ထင်တယ်ဆိုလို့ရှိရင်အဖယားကိုပဲအားကိုးပေါ့နော်ဖယားကိုပဲတည်တည်ချာချာဖယားဟောတဲ့အတိုင်းပဲပေါ့စေတနာကောင်းအောင်နေကံကောင်းအောင်နေပေါ့နော်ကိုကိုအဲစိတ်ထားလေးကောင်းအောင်နေအဲ့လိုမျိုးဆိုလို့ရှိရင်ကိုကပို့ဟိုဘယ်လိုပြောရမလဲမကောင်းတဲ့အညံ့နေရကိုစီမှာလွင့်သွားမယ်လीအဲဘေးရင်ကိုလည်းယုံတာယုံပေါ့နော်ချစ်ယုံပါလို့ပြောချင်ပါတယ်ဆိုတော့ဒီဗီဒီယိုလေးကိုကြည့်ထားတဲ့သူတွေလည်းအဲတွေ့ပြီးသွားပြီဆိုရင်ပေါ့နော်အဲ့လိုမျိုးတကယ်ကို ပညာရှင်မဟုတ်တဲ့ဘေးရင်ဆရာရင်နဲ့မကြုံတွေ့ဘဲနဲ့ပေါ့နော်တကယ်ပညာရှင်နေနဲ့ပဲကြုံတွေ့ပြီးတော့အဆက်ဆက်ရအစီအမေချောမွေးစီဖို့တော့ပြောချင်ပါတယ်ရှင်။